န္တလေးတိုင်းအမရပူရမြို့နယ်ဘုံအိုးရွာမှာမလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းဗလီနယ်အိုးအိမ်တွေပြိုကျပျက်စီးကအစ္စလမ်ဘာသာဝင်ဒေသခံ200နီးပါးသေဆုံးပြီး900ကျော်ထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံတွေနဲ့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကပြောပါဗျာလူတီဆုံးတာပြကြတယ်122မှာ9ရောက်ပါခင်ဗျာ129ရောက်ကိုကျွန်တော်တပိုင်းကအပိုင်းတစ်ပိုင်းကတော့ ဟိုဘယ်လိုပြောရမလဲကျွန်တော်တို့စင်းအတိအကျမရသေးတဲ့အတွက်ကျွန်တော်တို့ဟိုခမန်းကြီးရတော့900နီးပါးကိုကတ်တယ်ခင်ဗျာကျွန်တော်တို့ဒီမှာစင်းနဲ့အတိအကျလက်တွေ့ရတော့ကျွန်တော်တို့စင်းကောက်တဲ့မှတ်တမ်းရတော့122မှာရှိရပါခင်ဗျာဒီ9ရောက်ပါခင်ဗျာတောင်းကြံနေပလီတက်တဲ့အချိန်လေးကြတော့လူတိုင်းလူလူရတော့နည်းချင်းဖြိုက်ကြတယ်ခင်ဗျာအတော်များများဖြိုက်ကြတဲ့လူတွေလည်းရှိပါတယ်ခင်ဗျာ တော့ခံမဲကြီးလာဆိုတော့900 600လောက်တော့ရှိရတယ်ခင်ဗျာဒီကိန်းမှုကြီးနဲ့တချို့ကတော့ဟိုအောက်ရောက်ကြည့်ရလက်ကြည့်ရလက်တော်တော်သေးွားကြည့်လို့ကျွန်တော်တို့မဲလီဒီမဲလီရဲ့ဒီမှာသိုံကြီးကထူတာလို့မရတဲ့အတွက်ထူတာမှုထူတာမှုရတဲ့ကျွန်တော်တို့မီမြူစိတ်ကြီးအောင်ကျွန်တော်ပို့ဆောင်ပြီးတော့ထူတာပေးနေပါတယ်ခင်ဗျာ ပလီဒီကိုကြားတဲ့ယူဆကရာမပလောပလီက၉လုံးရှိရဗျာ၉လုံးရှိတာသူ့လုံးဝကဖြစ်သွားတဲ့ပလီယူဆကကျွန်တော်တို့၄လုံးလောက်ရှိမယ်ဗျာကျန်တာတော့အတွင်းကြီးရယ်ပုတ်တီအပ်တယ်ပဲ့တယ်အဲ့လိုဖြစ်တယ်ခင်ဗျအခုလုံးဝကိုပြူကျသွားတဲ့ပလီယာကျွန်တော်စီမှာတောင်းပလီကြည့်ရခင်ဗျအခုတောင်းတောင်းမှာရောကြံနေရခင်ဗျကြံနေဆိုတာကကျွန်တော်တို့ပေါ်ဖို့အတွက်ခက်ခဲ တချို့ရှိလို့လို့ပါဗျာဒီကအဲ့ဒီကျုပ်ကကျွန်တော်တို့အိုက်ကိုပေါ်ဖို့ပင်ရနေရာဆက်အင်အားအသုံးပြုရမယ်ခါဆက်အင်အားအသုံးပြုဖို့အတွက်ကလည်းဒီမှာတိုက်တွေကြီးရတဲ့အိုက်တိုက်ကအာသေးမဖြစ်တဲ့အတွက်ဟိုစက်တင်နေအသုံးပြုလို့မရတာခင်ဗျာဟိုကျွန်တော်ကလည်းဂျုံတဲ့ပလီယာရဲ့ကျွန်တော်တို့အလိုဟာဟာဂျီလင်းပလီပေါ့ဟာဂျီလင်းပလီဟာဂျီလင်းပလီမှာအိုက်မှာတော့ဟိုဟာသိဆုံးလူကြီးများရဲ့ဗျာပလီယာတော့ အလုံးလုံးလူလူကုန်ရရမရှိအောင်ပြက်စီးသွားတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်လွမြောက်လာတာတော့ကျွန်တော်တို့အဲ့ပဏီမှာပေါ့နော်ရေကန်ကျွန်တော်တို့ခရမတက်ခင်ဝူဝူလုံးကိုခနာကိုတန်းနေအောင်လေတန်းနေအောင်လုပ်တဲ့ကန်ရှိရခင်ဗျာအဲ့ကန်ကအရင်ဟိုဟာငရင်လုံးတော့အဲ့ကန်လေးကအရင်စပြူတယ်ခင်ဗျာ ဒီလိုအိုက်တန်နဲ့ဂျီတွေကပလီတင်းထဲမှာရှိတဲ့လူတွေလာပြီးရိုက်ခတ်တယ်ခင်ဗျ။ရိုက်ခတ်ပြီးတော့ပလီတင်းထဲမှာရှိတဲ့ဂျီလူတွေကအိုက်ဂျီတန်ကြောင့်အကုန်ပါသွားတယ်ခင်ဗျ။ပါသွားပြီးမှဂျီကန်ထဲမှာပြီပြီဆုံးလို့ရတော့များပါတယ်ခင်ဗျ။ကျွန်တော်တို့ကတော့အဲ့ဒီညောသွားတဲ့အချိန်မှာမပါဘဲနဲ့တိုင်ကိုကင်ထားတယ်။ပြီးတော့နည်းနည်းလေးဂျီဂျီရက်သွားတာနဲ့ဂျီရက်သွားတာနဲ့ကျွန်တော်တို့ကမမြင်ရလမ်းကို ထောက်ထွက်ပြီးတော့အပြင်ကိုရောက်ခဲ့တယ်ခင်ဗျအဲ့ဒီအဲ့ပလီထဲမှာလည်းကျွန်တော်တို့ကပြူကြတဲ့သူကနယူမုံလူနဲ့ဘာမှမမြင်ရသလောက်ပဲခင်ဗျဟုတ်လာရောက်ကြရေးရတော့ရှိပါတယ်ခင်ဗျအခုကျွန်တော်တို့ပလီကြီးကိုလည်းသူတို့လာရောက်ကြရေးကြရေးရေးနဲ့ရှင်းရေးရောလုံလုံဆောင်နေကြတော့ဗျာခုလက်ရှိတိုင်းကအခုလောလောဆယ်ဘာလို့အဲ့နေလဲဆိုတော့ကျွန်တော်တို့အခုယာယီတဲမှာက ဓာတ်ကြီးတဲဒီမှာကျွန်တော်တို့မိုးရွာတွေလိုအပ်မယ်အမြမိုးရွာတွေလိုအပ်မယ်ကျွန်တော်တို့ဒီဟိုဆောင်းတွေလိုအပ်မယ်ခေါင်းတွေလိုအပ်မယ်ခင်ဗျာဒီကအာမဆန်းတို့စီလို့တော့လိုအပ်တယ်ကြာတခြားခုံတောက်တွေကတော့တော်တော်များများတော့ရောက်လာတယ်ကြာအခုကဆမ်ပလာတွေနဲ့ဖီမလာတွေခင်ဗျာ